အားလုံးပဲမင်္ဂလာပါရှင်မြန်မာ audio pod channel ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းနဲ့အချစ်ဝတ္ထုလေးကတော့ဆရာချစ်တဲ့တပည့်မလေးဆိုရဲအချစ်ဝတ္ထုလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်နေစဉ်ဇလန်တင်တွေကိုတင်ဆက်ပေးမှာဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးမိကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုပါတယ်ကဲဒါဆိုရင်ဇလန်လေးကိုစလိုက်ကြရအောင်ချိုးပေါ်ထားရှိတဲ့တန်တဲ့အတွေးတွေကို ရေချားမြေချားထိယူမသွားပါနဲ့လားဆရာရဲ့ချို့ရဲ့အမားတွေပါပဲချို့မိုင်မဲမှုတွေချို့ရဲ့တွေးဝေမှုတွေပါဆရာရဲ့မြေတားစေတနာကျိုးမြင့်လေးတွေကို အချုံနှောင်းကိုရက်ကြီးလို့ယူဆခဲ့တယ်ဆရာရဲ့စွန့်ရင်ဟန်တားမှုကိုလည်းတမဏိပေါင်းကြီးလို့မြင်ခဲ့မိတယ်ဒါကြောင့်အချုံနှောင်းကိုရက်ထဲကနေအလွတ်ယုံထွက်ခဲ့တယ်တမဏိပေါင်းအတွင်းကလည်းပြေးထွက်ခဲ့မိတယ် ဒီအချိန်မှာမေတ္တာစေတနာထုတ်ရည်ကြီးကိုရှင်းမပိုက်ပြီးတန်တော်ငေးမော့ကြံရိတ်ခဲ့တဲ့ဆရာကိုလက်လျူရှုခဲ့ပြီးလေဆရာကိုချုံမသိတလို့ချုံကိုလည်းဆရာနားမလည်ခဲ့ရလားတက္ကသိုလ်ကမင်းကြီးလဲလှလှကလေးတွေကိုညနေတတရရအချိန်မျိုးမှာခြေဆက်လက်ဆက်အပြင်းပြင်းလန်းလျှောက်ချင်နေဆရာဆရာပြောတယ်လို့အတန်မထွက်မလုံမရှက်ထိုင်နေရတယ်စာကြည့်ကန်းထဲမှာ စိတ်ကိုထိမ့်ချုပ်ရင် ထွက်စင်နေထပ်ပေါင်းနေအကြောင်းကိုလေလေလာစီးဖို့မနေချင်ဘူးစရာအင်းအားရေပြင်းအလှကိုငေးပြီးတော့ရေးဆက်မှာခြေချလို့စော့ကစားခြင်းနေမမြင်နိုင်စွမ်းနဲ့လေးလူတွေကအရာတွေကိုတပိတပန်းနဲ့စက်သက်ရှာဖွေမနေချင်ပါဘူးစရာရေးစရာကပြောတယ်စိတ်ကိုရင်ကဘာထဲမှာကြည့်ပဲချို့ကိုရှိမနေစေချင်ဘူးတဲ့တကယ်လက်တွေ့ဘဝထဲမှာချို့ကိုရှိစေချင်တယ်တဲ့ချို့ကတော့လေ လာစမ်းပါဆရာကြီးဆရာလက်တွေစမ်းသက်ခန်းလေးကဖန်ပြုံနေဖန်အိုးတွေအယောင်တွေအနှံ့ရတာတွေကိုခဏထားခင်စမ်းပါဒီမှာပန်းမွေဒီမှာလိပ်ပြာလေးတွေတဘာဝရဲ့အလှအပတွေကိုခန်းစားလေစမ်းပါလို့စွဲခေါ်ပြခြင်းစမ်းနေဖြစ်ချင်တာတွေကစန့်ကျင်နေပါလားဆရာဒါပေမဲ့ဆရာကြီးဒါဟာဆရာရဲ့ချိုးဝီးခဲ့ကြတဲ့အတိတ်အကြောင်းရင်းချက်မဟုတ်ခဲ့ပါဘူး ပျော်စရာကောင်းတဲ့နေ့တနေ့ပါစရာဘာသာရဲ့အလိုက် ဖွဲ့စည်းထားတဲ့အသင်းတီတီတွေအသင်းသားအချင်းချင်းရင်းနှီးမှုရှိစေရေးစာသင်ခန်းရဲ့ပြပပုံဝင်ခြင်းကိုလေလာသုံးသပ်ရေးပေါ်စရာရေးတန်လျင်မျိုးဟာလေလာရေးဥတီရပါကျောက်တန်းရေးလေဖျားကတော့ဆွတ်ဆွဝေးအေးအေးစေးစေးတပြော်တပါဖျားပူကြရနေရပေါ်တန်လျင်ခီးကအပြတ်မှာစရရေဟန် ဆရာအပြုံးဒီနဲ့အကြည့်တွေကချို့အတွက်ချို့ရဲ့နေရာယန္နာဆောင်အထီလိုက်လို့နှုတ်ဆက်ကြလေးချို့ရဲ့ဆရာရင်လို့အတိအမှန်ပြူကြပြီလေအေးနေ့ကချို့ဆောင်မွေးဝဲအောင်နေကြည်နူးစရာကောင်းနေနေ့တနေ့ပါဆရာအဆောင်မှာစားတော့ရတာကြားလာတော့လေအပြင်ထွက်စားကြရတာအရသာရှိတယ်ပေါ့နမ်ဆန်ဟိုတယ်ကဟင်းခွက်တွေရဲ့အရသာဟာဆရာစေတနာကြောင့် ချုံအပြုံးကြောင့်လားချုံမြနေရတော့အမှန်ပါရင်းနှီးမှုရဲ့တိုးတက်လာခြင်းအထိတ်မှန်းလို့ဆိုပါတော့ဌာနဆိုင်ရာလုံဆောင်ချက်တွေမှာဇရာထထမြမြရှိပုံကိုချိုးဝသဘောကျတယ်။ကျောင်းသူကျောင်းရောက်နေနဲ့ချိုးတက်တက်ကြွကြွပောင်းဝင်လှုပ်ရှားတာကိုဆရာကချီးကျူးတယ်။ချိုးဆရာစီကိုလာခဲ့ဦး။ချိုးဘလို့ဖြစ်တာလဲ။ချိုးဘာဖြစ်လို့လဲဆရာ။ ချိုပြီးခဲ့တဲ့တက်မှာအမှတ်တွေတိတ်နေပါလားဆရာရေအရေးတကြီးစာရေးတော့ဘာပြလဲလို့အမှတ်စင်းကိုချိုသိပြီပါပြီဆရာရေအေးစင်းရဲ့ချိုရဲ့အမှုရာဟာအရေးတကြီးဖြစ်နေတဲ့ဆရာဟန်ကိုပို့ပြီးတော့လင်းနဲ့သွားစေတယ်ပေါ့ပေါ့ဆဆနိုင်လာစီလားချိုဒီမုံတိုင်းဆိုရင်စောင်းမွေးဝဲကြနိုင်နေစောင်းမွေးအောင်မို့ချိုးတို့ကြောင်းနေကြလားဆရာအော်ချိုရဲ့ ဆောင်းဝဲဝဲအောင်မှတည်ခြင်းတဲ့အရာတွေကိုနောက်တစ်ဆင့်တိုးတက်သိမြာရှေ့တိုနိုင်မင်းမဟုတ်လားကွင်။ဒီနောက်တော့ဆရာဟာချော့ကိုဆုံးမစကားတွေဖြောင်းဖြားစကားတွေတိုက်တွန်းမှုတွေနဲ့ပဲအမြဲလိုလိုတတိပေးနေတော့တယ်။ဆရာအပြောအရာဆိုရင်ချိုးချိုးစားရမယ်။အတန်းတွေအောင်မြင်ရမယ်။ဖွဲ့ရရမယ်။ချိုးကဆရာကိုမိုးကြော်သူလို့ပဲစုံမိတယ်။ဆရာဖြစ်စေချင်တာတွေချိုးလိုက်လို့နေရမှာလား။ လွတ်လပ်မှုကိုထိပါလာမှာစိုးရီချိုးအငှက်ကလေးလိုလွတ်လွတ်လပ်လပ်ပြန်တန်းခြင်းနေတားဆီးလေလေရုံထွက်ခြင်းလေမနာကံမန်းတိလေးလေးချုပ်ချဲခြင်းလေချိုးနဲ့ဆရာရဲ့ရွှင်ရင်းပရိပခလေးတွေပါပဲဒီပရိပခကလည်းဆရာကို ချိုးရှောင်ပြေးမိတဲ့အထီးကအကြောင်းတော့မဟုတ်ခဲ့ပါဘူးစနေနေ့ညနေကလှေးတန်းစီမှာချိုးကိုတွေးလိုက်တယ်ဟုတ်ပါတယ်ဆရာ ချိုရိုမုန်းထွက်စားချိုရိုလိုတမေထည့်ပြောလိုက်တာကဝင်ခံလိုက်တာပါချိုးနဲ့ကိုကြော်လွင်မှာဆရာကချက်ချင်းအင်ဒရီစောက်တရားမင်းနဲ့ဆရာမျက်နာပြစ်သွားတာကိုသိလိုက်ပါတယ်စားမွေးနေပြီမဟုတ်လားချိုးဒီလိုပဲခဏခဏထွက်သလားချိုးစားချက်ပါတယ်ဆရာရေစားမွေးအောင်ရမင်းဆိုရယ်ယုံကြည်ချက်ကိုရှိရလားဒါတော့ချိုးပဲသိနိုင်မှာလေဆရာချိုးကပေါ့ပေါ့ဆဆပြောလီလီ ဆရာကပြင်းပြင်းထန်ထန်တတိပေးတန်ပါလာပါလေဆရာဆုံးမစကားတွေကချို့နားမှာရှန့်ကုန်ပြီဆရာရဲ့ချို့ယောက်ျားလေးမိတ်ဆွေတွေနဲ့သွားလာတာကိုတဝင်းတိုးစိတ်တစ်ခုနဲ့ချို့ကိုဖိစုနေရလားလို့ပဲမိုက်မိုက်မဲမဲတွေးမိတယ်နောက်ပြီးတဝင်းတိုးရင်လေကိုရင်းကခရုစိတ်ပါလားဂျားလူအဝင်မခန့်နဲ့ပေါ်လို့စိတ်ထဲကလည်းပြောမိတယ်နောက်တော့ဘယ်နေရာမှာချို့ကိုဘသူနဲ့တွေးလိုက်တယ်ဆိုတာကို ဆရာမပြောတော့ပါဘူး။ဆရာရှိမှလေမျက်နှာချင်းဆိုင်တွေ့ပေါင်းကများလာပြီကို။ဒီလုံးနဲ့ပဲနှစ်ဝက်ကျိုးလို့ကျောင်းရရှိပိတ်ခဲ့ပါပြီ။ချိုးနဲ့ဆရာရွေရဲ့ဆက်ဆံရေးကစံတဝါဝါပါပဲ။ဂျာမဲဆရာကြီးခွဲခွာခြင်းကစကားပြောပါလေရောလား။ဆရာရဲ့တိမ်မွေးတဲ့စာလေးတွေကချို့ပေါ်တန်ရုံးစင်ကြီးချောင်းကိုပြတယ်။ ချို့ရဲ့ရွေပြောင်းတဲ့စာတွေကဆရာအပေါ်ကိုတွေးတာမိချောင်းကိုစိုးကြတယ်။ဒုတိယနှင်းဝဲရဲ့ကြောင်းပြန်ဖွင့်မှာတော့ချို့ဟာဆရာဖြစ်စေခြင်းတလို့အကောင်းဆုံးဖြစ်အောင်ကြိုးစားပါမယ်လို့ဂရိပေးခဲ့ပြီးသားဖြစ်ခဲ့တယ်။ချို့ကြိုးစားတော့ကြိုးစားခဲ့တာပဲဆရာရဲ့။ဆရာစီမင်းကတင်းကျပ်လုံးဝကြည့်တော့ချို့သီးမခံနိုင်ပါဘူး။ဆရာကနေရာတကာပုံစံကြီးနဲ့ထားခြင်းနဲ့ဒီလိုနဲ့ဒီလိုလို့ဒီဟာမလုံးနဲ့ ဇာတုဝေဒကြီးမြချင်းတွေထက်ဆရာဩဇာအစုံမာတွေကိုမှတ်ရတော့ပူပင်မန်းနေချောကနူးညံ့နေဆရာဆရာစီကံကတင်းပါလုံးနေဂျာပင်မဲ့ဆရာရေဆရာဩဇာအောက်ကချိုလုံးဝလှုပ်အောင်ရုံးမထွက်ခဲ့သေးပါဘူးဘာကြောင့်လဲဆိုတော့ချိုနူးညံ့နေနှလုံးသားကဆရာကိုတွေ့တာမိချစ်မိနေပြီကိုဒါနေမြမင်းကလေးရေမင်း ကိုကဘားဆောင်များရှောင်သွားရတာလေတင်းငိမ့်ရဲ့ဆရာရင်ကိုလှုပ်ခတ်အောင်ဘားဆောင်လုံသွားရတယ်လေတန်စင်းနဲ့ဆရာစေတနာကိုအငြင်းနှွမ်းဖြစ်အောင်ဘားဆောင်မှွေးနှောက်သွားရတယ်လို့ဆရာကတော့ဆိုတော့မေညီမလေးရဲ့စိုးရိမ်မိတယ်ညီမလေးရဲ့စိုးရိမ်မိတယ်အနာမနေကွယ်ဆရာအနာမနေပါကွယ်ဓာတုဝိရဌာနဆရာခန်းထဲကထွက်လာတိုင်း မကြားတကြနောက်ပြောင်တချင်းဆိုကြတယ်။ចောင်းသားကြီးတွေရဲ့လှောင်ရည်တန်းတွေချုံရှက်ပြီးဆရာကြီးဒါကြောင့်ဆရာစီလာရမှာကိုဝင်လင်းနေတယ်။ဆရာခန်းထဲမှာဆရာမရှိတဲ့ချိန်တငယ်ချင်းတွေနဲ့အတူတူဆလာကြက်ဖို့ကိုတော့ချုံမရေတော့ပါဘူး။စားကြက်ဖို့ဆိုရင်နေရာရွေးလို့နဲ့ချိုးရွှေဝါလို့စိမ့်လွယ်ပါလွယ်တဲ့ချိုးဒီလိုဆိုပြန်တော့စင်စင်ကန်စရာအကြောင်းတွေနဲ့ စာအုပ်ကိုမျက်နှာချင်းမဆိုင်ချင်းပြန်ဘူးချုပ်ခန်းထဲမှာဆိုရင်လေအိမ်ယာထဲမှာ အတွင်းနေချင်းပြီးစိတ်လျင်စီးဖို့လောက်သာ ချုံဝဒနာပန်ခဲ့တာအင်းရကန်ဆောင်မှာအဖော်တစုနေဆိုရင်တင်ငန်းစားအကြောင်းစားကြောင်းဆွေးနွေးဖို့ထက်ကြပြာကြောင်းလင်္ကာကြောင်းတွေဝိုင်းဖွယ်လောက်သာချိုစိတ်ထက်တန်ခဲ့တာဒီတော့လေအပတ်စဉ်တူတိုရီယယ်ဖြေရမယ့်အခန်းကလေးချိုပြေးတက်လာခဲ့ပြန်ပြီ။ ဓာတုမီရာလက်တွေကန်းကလည်းချိုလစ်တက်ခဲ့ပြီးချိုတို့လက်တွေစမ်းတက်ခန်းထဲမှာဆရာဆာလာတင်နေတယ်ဆိုတာကိုတော့ချိုမသိခဲ့လေတော့ချိုအဖြစ်ကိုဆရာမသိပဲဘယ်နေပါမလဲချိုဆရာစကားကိုနားမထောင်ပါလားရှောင်နေတဲ့သူကမှ မတွေ့တွေ့အောင်ရှာပြီးဆရာကစိုးပြန်သေးတယ်စာအုပ်တွေကိုလည်းဆရာကစစ်ဆေးနေရဲ့ quality များနေတဲ့ချိုးစာအုပ်တွေကိုကြည့်ပြီး ဇရာကစိတ်ပြက်လက်ပြက်ခေါင်းခါတယ်ပြီးတော့ချို့ကိုကြည့်တယ်တိတ်ထင်သေးတဲ့အကြီးလို့ချို့ခံစားရတယ်ဇရာကြီးကိုချို့ခံပြင်းမိတယ်ထမှန်မိုင်းမဲခြင်းလို့ဆိုရမလားချို့အပေါ်ကိုအထင်သေးတာကိုချို့ကမခံကျင်ဆုံးပဲမာနာကဲတလွဲစပိန်ကောင်းခဲ့တဲ့ချို့နားလေမှုအမားနဲ့မခွဲကြတတ်တဲ့ချိုးခလေးငယ်အတွင်းနဲ့မရင်ကျက်သေးတဲ့ချိုးဆရာကိုအထင်လွဲတယ် ဇေယျမေတ္တာကိုလည်းစော်ကားမိခဲ့တယ်။ဒေစာရီမကြက်တော့ဘာဖြစ်မှာလဲ။ဒေစာမွေးဝဲရီမအောင်တော့ဘာဖြစ်မှာလဲ။ဒီပွဲမရတော့ကောဘာဖြစ်မလဲ။ဇေယျကရောဒါရီဒါရီရမှချို့ကိုခင်တွင်းမှာလား။ဒီလိုဆိုရင်တော့ဇေယျစေတနာကိုချုံမယုံဘူး။ဇေယျမေတ္တာကိုချုံမလေးစားဘူး။ဇေယျရဲ့တန်ရုံးစဉ်ကိုချိုးကလက်မခံချင်တော့ဘူးလေ။ဒါမဲ့ဇေယျကိုရှောင်ပြေးခဲ့တာမကျေနပ်မှုလေးတွေကြောင့်ကြီးပဲတော့ ဟုတ်ခဲ့ပါဘူး။ချိုးရဲ့ရည်ချင်းကိုချိုးကအထင်ကြီးတယ်။ချိုးရဲ့ညဉ့်ကြီးကိုအားကိုတယ်။ဒါကြောင့်ချိုးမာနာကို ပြိုးခဲ့မိရဲ့။ဒီစာမွဲကိုအောင်းအောင်ဖြစ်မယ်။ချိုးစာချက်ပြီးတော့လက်တွေခန်းတွေကို ပြန်ဝင်ပြီးပြက်ကွက်ခဲတာတွေကိုပြန်ကူးပြီးတငယ်ချင်းတွေကို အားကိုရတယ်။နားမလည်တာတွေလည်းများလာတယ်။ဓာတုပေတာဆိုတာအမေခန်းတဲ့ဘာသာမျိုးမဟုတ်။ပြက်ကွက်တာကိုခွင့်လွတ်တာမျိုးလည်းမဟုတ်။ ပြစ်ပေးတာကိုလည်းတီးခံတတ်တာမျိုးမဟုတ်ဘူးအမြဲထိတွေ့ကြိုက်တွင်းနေမှကျွမ်းကျင်တတ်တာမျိုးချိုးပင်မလှပြီးခေါင်းတွေပူလာပြီးအုံနောက်တွေလည်းဆူးလာပြီးဆောင်းမွဲကလည်းနီးပြီလေချိုးပင်မလည်းမသွားဖြစ်ဘူးဘဲဧည့်သည်မလည်းအတွေ့မခံတော့ဘူးအစာကောင်းကောင်းမစားနိုင်တော့ပါဘူးဆရာကြီးချိုးမတွေ့တာကြပြီဆောင်းမွဲအတွက်တိတ်ပင်မနေပြီလား နားမနေတာတွေဆရာနဲ့လာတိုက်နေမှာချို့အတွက်ဆရာစိတ်ပူတယ်တိတ်လဲအပင်မမ်းမခံနဲ့ကျမ်းမာရေးလဲခရင်ဆိုင်ဟုတ်တယ်ဆရာစီလာဖို့တတိရပါမယ်တမိမလာဘဲနဲ့နေခဲ့တယ်နေခဲ့တယ်ဆိုရင်ပုံမှန်မှာပေါ့လေပြီးတော့ဆရာကိုချို့စိတ်ကောက်နေတယ်ဆောင်းမွေးပထမရက်ကျောင်းသားတိုင်းအားရပါးရဖြေကြတယ်ချို့တော့အတင့်တဲမှာပဲ ဒါပေမဲ့မကြနိုင်ပါဘူးလေချိုအားမလျော်သေးပါဘူးဒုတိယနေ့လည်းမစိုးပါဘူးတတိယနေ့မှာတော့တိတ်မရဘူးစရုပ်ထားနေတော့ဘာရီမန့်ကိုမသိတော့ဘူးစာမွေးကန်းတွေကထွက်လာပြီးအေးရကန်ဆန်မှာသွားထိုင်နေငင်းမီငင်းရတွေးမီတွေးရတွေးနေမိရဲ့လေကလည်းအေးလိုက်တာချမ်းတယ်လို့လို့ပဲအင်းရေးပြက်ခဲ့တဲ့ညတွေကြောင့်ခေါင်းထဲမှာလည်းကိုက်ခဲနေရဲ့စိတ်ပူပန်မှုတွေကြောင့် ်ရင်းနေလဲတလှလှခုံးလာတယ်။အဲ့ညမှာချိုးဖျားတော့တာပေါ့။နောက်နေ့မနက်မှဆောင်းမွေးကန်းကိုမဝင်နိုင်တော့ပဲ။ဈေးကန်းကိုပဲရောက်ခဲ့ရတယ်။ဈေးကန်းကနေဆက်ပြေးရပါတယ်။လာဆောင်နေဆရာမကအကျဉ်းနာနဲ့ဖေးမှပါရဲ့။ဒါပေမဲ့ချိုးကောင်းနေမှာဘာမှမသိဘာမှလည်းမရှိ။ဓာတုဝေဒါဆိုတာအယောင်ဆုံးသလားအနှံ့ထုံးသလားစုပ်ကင်လို့ရသလားအငွေလားအဆိုင်ခဲလား အိုးရှုပ်ထွေးလိုက်တာပရိရဲ့များလိုက်တာတရားလေးအောင်မရော့တဲ့အပူချိန်နဲ့မူးနောင်ဆူဝင်းနေတဲ့ဦးနောင်နဲ့ဒီအရှုပ်ထွေးတွေကိုဘလို့ဖြည့်ရှင်းရမလဲသွားဘာမှမတွေးစင်းဘူးဘာမှလည်းမရေးချင်တော့ဘူးအဝေးကြီးကသာသွားချစမ်းပါတယောက်ထင်းနေပြစီအိပ်ပြစီဈေးကန်ရဲ့ဧည့်သည်ချိန်မှာပထမဆုံးရောက်လာတာကဆရာပါဆရာပါလားဆရာဘာများပြောကြင်သေးလဲ ဘာများပြောနိုင်အောင်မလဲပြောလို့တော့ဘာရိအကြောင်းထူလာမလဲဆရာပြောမှရိနဲ့ချိုးကနားမထောင်ဝင်ဘူးမကြောင်းဝင်ဘူးဆရာရဲ့ဒီတခါတော့ဆရာကအကျဉ်းသားနဲ့အပြုံးနဲ့ဆုံခဲ့တယ်နေကောင်းအောင်သာနေပါကွယ်ဘာမှမတွေးနေတဲ့ဘာမှမတွေးနေတယ်လीဘာမှလည်းမတွေးချင်တော့ပါဘူးဆရာရဲ့နောက်နေ့တွေမှာလဲချို့နှဖိုးပေါ်မှာရေခဲအိတ်နဲ့အပူချိန်ရောက်အောင်သူနာပြုတ်ဆရာမတွေကကြိုးစားတယ် အဖျားဒီဂရီကဆီယာမတွေကိုတော်လှန်နေဆာမွေးကဝတ္တရားမပြတ်ဆက်ဆက်နေတယ်မေဂွန်လာတွေကတာဝန်မပြတ်နဲ့ရောက်လာတယ်တရီရတာရမရတာကမရဖြည့်တင်တာတွေဖြည့်ရေးတင်တာတွေရေးပြီးတော့အောင်ရင်အောင်မအောင်ချင်းဒီဘာမှမတက်နိုင်တော့ပါဘူးလူနာကြည့်ဖို့အဲ့လာချင်းက၃နာရီခွဲအပြင်မှာဆရာရောက်နေတာက၃နာရီမထိုးသေးအဲ့တဲ့ပြန်ချင်းက၆နာရီနေထုံးမှာဆရာပြန်တော့ 6နာရီခွဲပေါ်ဖေးလူတွေကအကဲခတ်တယ်တငယ်ချင်းတွေကအဝေးကားပဲကြည့်နေကြတယ်ပြီးတော့သူတို့မျက်နှာမှာနောက်ပြုံးလေးတွေနဲ့ဇာပြန်ရင်သူတို့လာပြီစကြပြီနောက်ကြပြီနေမကောင်းရက်နဲ့ရေရတယ်ဝမ်းနဲ့လျက်နဲ့လည်းကြည်နူးရတယ်စိတ်ပြန်ရင်ကပိတိဖြစ်ရပါတယ်ဇာရဲ့ကျောင်းပိလို့သူများတွေအိမ်ပြန်ကြတော့ချိုးကအားနေနေသေးလို့စေကမ်းမှာကြံခဲ့တယ် ိမ်ပြန်ကျင်လာပြီ။လာပြုံစုနေတဲ့အမေကိုလည်းတနာလာပြီ။ချိုးမေကဆရာကိုခေမာတယ်။ချိုးကိုကလည်းဆရာကိုလေးစားပါတယ်။သူတို့အားလုံးချိုးနဲ့ဆရာကိုနားလည်နေကြပါပြီ။ချိုးတို့မိသားစုအိမ်ပြန်တော့ဆရာဆောင်မွေးဖြစ်ရင်းနဲ့ကြံရစ်တယ်လေ။မဟာသိပ္ပံအတွက်ပေါ့။ချိုးလည်းစိတ်ပူတက်လာပါပြီ။ဆရာဖြေးမှဖြေနိုင်မအောင်မလား။ဆရာစာမကျက်နိုင်အောင်ချိုးကနှောက်ရက်ခဲ့မိပြီထင်ပါရဲ့။ ခွင်းလုတ်ပါတော့ဆရာရေချို့ကိုခွင်းလုတ်ပါတော့ပြန်သာလာရတယ်ဆရာကိုလွမ်းလိုက်တာ ခွဲရတာကတလခွဲစာပေါ်သမားအင်ကိုဝင်ရတာကရက်30လောက်အောက်စင်းထွက်ခါနီးလေဆရာစီကစာရီလာလီလီချို့တိပါပြီဆရာချို့ကိုဒီလောက်တာနှစ်သိမ့်နေတယ်ဖြောင်းဖြားနေတယ်ဆိုရရဆောင်မွေးရဲ့အဖေကိုချို့ကတိပါပြီဆရာစိတ်ပူတာကချို့ပြန်မလာမှာကိုပဲမဟုတ်လား ထင်းနဲ့တိုင်ပဲလေအဲ့ဒီနေ့ကစောင်းမွေးကကြတယ်စောင်းဖွင့်ရမှာချိုးပြန်လာခဲ့တယ်လေဆရာရေဆရာမတဲ့အတိုင်ကြိုးကြိုးတင်းတင်းနဲ့ပြန်လာခဲ့ပါတယ်ချိုးချစ်တဲ့ယန္နာအဆောင်ကိုတော့ချိုးမဝင်ရတော့ဘူးလေချိုးကိုလက်မခံတော့ဘူးတဲ့ချိုးနေရတဲ့ဘောရကအင်းရကန်နာမလေးချိုးပြောပါတယ်ချိုးတယောက်ဘလောက်များပြောလိုက်တလဲအဆောင်မနေတော့ကအင်းရက6နာရီမထိုးခင်ခွဲရတယ်ခုတော့အင်းရရဲ့ညလာကို တော်ဝါကြီးကြည့်ပြီးမှပြန်လို့ရတယ်။မနဲ့ကြောင်းတက်ရင်လည်းအင်းရကံဘေးကနေရှောက်ခေရလို့ချုံချင်နေရတာပါပဲ။ဂျာမဲဆရာကချုပ်ကိုမချိနေဘူး။ချုပ်ကိုဆရာစိုးရင်ကြီးနဲ့အမြင်ကြည့်တယ်။ချုံဆောင်မွေးကြမှာကိုလည်းစိုးရင်လာလား။ယောက်ျားလေးတငယ်ချင်းလေးနဲ့ကျောင်းတူသွားတာကိုစိုးရင်လာလား။ဆရာကချုပ်ကိုငှက်ကလေးတစ်ကောင်လုံးလှောင်ဆိုင်နေထည့်ပြီး အလှတက်တက်ထားဖို့ရည်ရွယ်ထားလီတော့လေ။ ဇေယကိုရိုင်းကချိုကိုဘားကြောင့်ပို့ပွင့်နေလေမဆက်ဆန်သားတယ်ချိုကိုပြောရွှေရောင်ကြည်နူးရောင်ကိုရိုင်းရိုးရနှစ်သိမ့်မှုမပြုတ်လုံနေလားဘားကြောင့်လေအင်းအကံမှာရှောက်ရတာကိုချိုးပြောရဲစရာဇေယကဘေးမှာဘာလို့လိုက်မလာနိုင်တာလဲချိုးတော့ဆရာလိုအင်ဒရီကြီးတကွဲသားနဲ့မနေနိုင်ပါဘူးတခါတလေအနတ်အသက်တွေစိုးရှာလောင်ပိတ်နေတဲ့ဓာတ်ခွဲကန်တွေကနေထွက်ခဲ့ပါအောင်လားဆရာအကိုကြားတာသိတာကို မတရားရပြောတာနော်ငါညမစင်စာဆုံးဖြတ်ပေါ်တယ်အကိုလေးချိုးရဲ့အကိုကပြောလာတယ်ဇီယာနဲ့ချိုးရိုးရဲ့ခင်မင်းမှုအတိုင်းတာကိုရိစားသိထားတဲ့အကိုကပြောတာဇီယာရဲ့သူကပြောတယ်ဇီယာကို ချိုးဘလို့လှုပ်ရမလဲမပြောချင်ဘူးဇီယာပြောမထွက်ဘူးခတ်တယ်ခုမှခတ်တယ်မပြောဘဲနဲ့တိခဲ့ကြတဲ့အချစ်တည်း မပြဘဲနဲ့နားလဲခဲ့တဲ့မေတ္တာတွေချိုးနဲ့ဆရာကြားမှာထားရှိခဲ့တဲ့တန်ရုံးစင်ဒါရီရဲ့နောက်ွယ်မှာစုံစည်းခြင်းနဲ့ချိုးနဲ့ဆရာရဲ့ဆန္ဒတွေဆရာကိုချိုးလွန်ဆွဲနေမိပေမဲ့ဆရာကိုချစ်တယ်ဒါပေမဲ့မဖြစ်နိုင်ဘူးတဲ့ဆရာကမိန်းကလေးတယောက်ကိုလက်ထပ်ယူနိုင်အောင်ဇမ်းမာရင်းနဲ့ပြည့်စုံသူမဟုတ်ဘူးတဲ့လေဘလောက်များရင်သီးလိုက်လေချိုးရှက်တယ်ဝမ်းလဲနေတယ် ဆရာဟာချို့ပေါ်ကျင်းလာပါတယ်။မျက်နှိုးပါတယ်။ဆရာစာရင်ရဆုပ်ထားနေနေချို့အပေါ်ဘာကြောင့်ပုံပွင့်လင်းလင်းရိုးရိုးရရကျင်းလာမှုနဲ့မပိုက်ထွေးသလဲ။ဘာကြောင့်အင်ဒရီကြီးတခွဲသားနဲ့ကလေးငယ်တယောက်လိုသဘောထားခဲ့သလဲ။မတွေးချင်ဘူး။စွေးလည်းမစွေးချင်ဘူး။တွေ့လည်းမတွေ့ချင်ဘူး။ဆရာကလည်းမတွေ့ချင်ဘူး။တင်ရလိုလွင့်နေခဲ့တယ်။သွားချင်အောင်သွားတယ်။စားချင်အောင်စားတယ်။ တွင်းကျင်တဲ့သူနဲ့တွဲတယ်ချိုးနဲ့ဇရာမတွေ့တာလဲကြာပြီ တွေ့ရင်လဲနှုတ်မဆက်တာများပြီနှုတ်ဆက်ပြင်းရင်လဲမလွှဲတာရှောင်းတာရောတွေ့ပြန်ရင်လဲမကြည့်မဖြစ်ရောချိုးသိရင်လေဇရာလဲချိုးကိုအထင်လွင်နေတယ်မဟုတ်လားချိုးဟာမျက်နာများတယ်မိန်းကလေးဆရာကိုစိတ်လုံရှားရုံတသက်အယူးလုတဲ့မိန်းကလေးလိုင်းပေါ်ကလေးလိုကမားကိုထိတွေ့ကစားရုံတသက်ဆရာစိတ်ကိုနှောက်ရက်ခဲတယ်လေပေါ့ ဒါကြောင့်ဆရာလေးရှုပ်ကိုရှောင်နေပေါ့လေဘလောင်များဆိုးလိုက်တဲ့အဖြစ်လေချိုးရဲ့ခုံနှစ်ပတ်မပါတဲ့အောင်စင်းရဲ့နောက်ကျောမှာဆရာရဲ့စိတ်ဆက်ကြောင်းလန်တဲ့ရင်ကိုဖတ်ရပါတယ်ချိုးမယုံဘူးမယုံခြင်းဘူးချိုးအံ့ဩတယ်ဝမ်းနေတယ်ငိုခြင်းနေဒီလိုဆိုတော့ချိုးသိတာမှားတယ်ပေါ့ချိုးထင်တာကလွဲတယ်ပေါ့ကြားခဲ့ရတာမဟုတ်ဘူးပေါ့ဆရာကမလို့သူတွေက မမှန်တဲ့နေလွှင့်နေလို့သိရပါတယ်။ချိုးပါလို့ရမလဲ။ဘာရီများလုံနိုင်အောင်ပါလဲ။ဆရာကနိုင်ငံသားကိုတွားရမင်းတဲ့ပြန်လာရင်လက်ထက်မယ်တဲ့လေ။တက္ကသိုလ်ရဲ့ပြင်ပတနီယာကနေပြီးဆရာတဲ့နေကြားနေရပါတယ်။ဆရာတော့ချိုးပေါ်ထင်လွှဲမှပြီးစိတ်တွေကိုရေချားမြေချားတီတည်သွားတော့မင်းထင်ပါရဲ့။ပြန်လာမှဆရာလက်ထက်ပွင့်ကြည့်မှာဒီတန်တရားတွေကိုမြင်းမြုပ်တချို့ပြစ်မှာပေါ့နော်။ ချို့အတွက်စိတ်ကူးရင်ကဘာလဲပဲပြတ်ပါပြီလက်တွေကဘာကလည်းချို့ထွက်ပြေးခဲ့ရပြီဒါပေမဲ့ဆရာကြီးဖြည့်ရှင်းခြင်းနဲ့မဟုတ်တော့လဲတောင်းပန်နေရင်မမြည်တော့လဲသိစေချင်တာလေးတွေကိုတော့ချို့ရေးလိုက်ပါစေချို့ပေါ်ထားရှိတဲ့တန်တဲ့အတွေးတွေကိုရေးကြမြေးကြထည့်ယူမသွားစေချင်လို့ပါပဲဆရာကြီးလေစိတ်ခမ်းမကအေးမြပါပဲချို့ရင်တွေကပူလောင်လှပါလေး ချိုရှေ့လည်းမတုံဝင်နောက်လည်းမဆုံမိပါဘူး။တောင်ရုပ်တရုပ်ရုံငင်းငိမ့်တက်တက်ရက်ကျင်နေမိရဲ့။ချိုလက်ထဲမှာဆေးရအတွက်လက်ဆောင်ပစ္စည်းတွေနဲ့စားတဆောင်ပါခဲ့ပါလေ။ဒီထဲမှာချိုရေးကျင်တာတွေရေးထားတယ်။ဆေးရကိုတည်စေကျင်တာတွေရေးထားတယ်။ဆေးရနီးရအဆောင်ကိုလည်းမလန်ဝင်းလို့တိမ့်ထားခဲ့တာကြားပါပြီ။ဒီနေ့ဒီရက်ဒီအချိန်မှာတော့ဆရာမြမပြီးကခွန်မင်းဆိုတာတငယ်ချင်းတွေကတရင်ပို့လာကြတယ်။ ချိုလင်စိတ်ကိုပြေးလာခဲ့ပါတယ်။မိုင်းမဲလိုက်တဲ့ချို့အတွေ့ခေါင်းပါလိုက်တဲ့အသိဉာဏ်ဆရာနာမဆရာဆွေတော်မျိုးတော်တွေပြီးတော့ဆရာမိဘတွေသဘောတူတဲ့ဆရာဇနီးလောင်းသူတို့တွေကဝိုင်းဝိုင်းလေလို့ပေါ့ထုံစံတိုင်းဆရာကတော့အင်ဒရီရရပြုံးလို့ပါပဲချိုဆရာနာကိုမလောင်ဝင်ဘူးဆရာရဲ့ဒီတသက်မှာတော့ချိုရဲ့ဖြည့်ရှင်းချက်ကိုဆရာဘယ်တော့မှသိရတော့မှာမဟုတ်ပါဘူး လေစိတ်ခန်းထဲမှာတယောက်ထဲထိုင်နေမိတာဘလောက်ကြာပြီလဲမသိလေရင်တစင်ကောင်းကင်ကိုထိုးတက်ပြန်ဝင်းသန်းစဉ်ကိုကြားလိုက်ရပါတော့တယ်